အားလုံးပဲမင်္ဂလာပါမောင်ထုံးသူလစ်စပေါ်မှာတညောင်းအပိုင်းဆက်နေကျွန်တော်အချိန်နည်းနည်းယူပြီးအိတ်လိုက်သေးတယ်ပြီးတော့မှဆင့်တင်ပြင်ဆင်ထားလိုက်တယ်ကိုကိုကိုယုံကြည်မှုကတော့အပြည့်ဝပဲနောက်ဆယ်မိနစ်လောက်ကြာအောက်ဌာနကကင်းသမားတယောက်ဝါးကနေပေါ်လာတယ်မြေကြီးတွေကအခုမှထွက်လာသလိုပဲဟေးရလာမလုံနဲ့မင်းဒီမှာဘာလာလုံနေရလဲသူကအမောင်ကြီးထဲမှာခိုးကပ်ပြီးချောင်းနေတယ် အတော်ကြာပြီတဲ့လူပါလေကျွန်တော်ကသူ့ကိုဘာမှမသိဘာမှပြမမရှိ ခီးသွားတယောက်ပါလို့ရှင်းပြတယ်ဒါပေမဲ့သူကလက်မခံဘူးဌာနချုပ်ရောက်တော့မှရှင်းပြလို့ပြောပြီးရိုင်ဖယ်တနက်မောင်းကိုမောင်းတင်လိုက်တယ်ကျွန်တော်ကိုတနက်တဲ့ချိန်မီအနည်းဆုံးရွာလေးရောက်ကိုခေါ်သွားတယ်ကျွန်တော်ဘာလို့လို့ဘာခံမဲမသိရတဲ့ဖြစ်ကိုစိုက်ရောက်သွားတယ်ခုချိန်ထိလက်မြောက်ရှုံးပြလို့ရတဲ့စိတ်တော့မပေါ်သေးဘူးကျွန်တော်အွန်လိုင်းတောက်တဲ့နေရာကတော့ငိုကြောင်ရှင်းတန်နေရုံပဲ။ လွတ်မြောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်ကိုစဉ်းစားနေရုံပဲဒါပေမဲ့လေလွယ်တော့မလွယ်တာအမှန်ပဲဒီရဆောင်ကင်းသမားကြည့်ရတာသူ့အလုပ်သူတတော်နားလည်နေဟန်တူတယ်သူကျွန်တော်နားလိုက်နေဘူးဟာအတော်စနစ်ကြတယ်လူချင်းတိတ်ပြီးလေမကတ်ဘူးတိတ်ပြီးရောလေမခွာဘူးသူကိုရုတ်တရက်ထားတိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးတကယ်လို့ထွက်ပြေးမယ်ဆိုရင်အဲ့ဒါလည်းမဖြစ်နိုင်ဘူးသူရဲ့ခြေလန်းကားလည်းမရောက်ခင် ကျွန်တော်ကျိုးကိုတနက်ခြေစံဖောက်တော့မှသိကြတယ်။အကောက်ထာတာစခန်းရောက်တော့အခန်းလေးတစ်ခန်းကိုဖွင့်ပြီးကျွန်တော်ကိုဝင်ခိုင်းတယ်။ကဲအထက်ဝင်ဒီကနေစောင်းနေဘလောက်ကြကြစောင်းအောင်မလဲ။မင်းကိုမေးဖို့မခေါ်မချင်းပေါ့။ခင်ဗျားအခုတခါလေးမေးလိုက်လို့ပေါ့မရဘူးလား။ကျွန်တော်ဘာပြစ်မှာမလုပ်ခဲ့တာမှန်ပါ။ဒါဆိုရင်ကိုလူစိတ်ပူမနေနဲ့။မပူပါဘူး။ ကျွန်တော်ကပြောပြီးဂျောဝေကိုဖြုတ်လိုက်တယ်။ကဲပါခုပဲစလို့မရဘူးလား။ဒူအားလုံးစင်စင်ဖြစ်တဲ့အခါမှာစမယ်လေကွာ။အဆောင်ကပြောပြီးပြုတ်နေ။ပြီးတော့မော်ဆိုတရားရဲ့ဟန်မြူနီကျွန်တော်ကိုကြည့်တယ်။မနေ့ပြန်ကြရင်ဒီစကန်ရဲ့တာဝန်ခံရရှိလာလိမ့်မယ်။မင်းဒီညတော့အဲ့ဒီကလထဲမှာပဲအိပ်ပြီးတော့တိတ်မကြပါဘူး။ပြောပြီး high hit လာလို့နှုတ်ဆက်တယ်။ကျွန်တော်အခန်းကိုလှည့်ပက်ကြည့်တယ်။ တင်းမောက်မှာတန်တိုင်နေတက်ဟာရီဒီကားမကလေးအတော်ကိုခိုင်းပါရီပြီးတော့ပြင်ကတော့ခက်ထားရီနိုင်ရံတစ်ဖက်ကရှောက်သွားနေကြတဲ့ခြေတန်းတွေကိုအခန်းထဲကနေကြားနေရတယ်အခန်းထဲကထွက်ပြေးဖို့ဆိုတာကတော့လုံးဝမဖြစ်နိုင်ဘူးကျွန်တော်ကစိတ်ပြက်လက်ပြက်နေထိုင်းနေမိရီနောက်ဆုံးမှာကောင်းငယ်ဟာညှို့မိုင်းမိုင်းဖြစ်လာပြီးတဖြည်းဖြည်းနဲ့ပြန်အောင်ကိုပြောင်းလာတယ်မစားခင်မှာပဲကောင်းငယ်တမျိုးလုံးလင်းလာတယ်လူတန်းသူတန်းတွေကြားလာရတယ်ကော်ဖီနဲ့တင်းတင်းကလေးမှုိတ်ကြိုင်းနေရတယ် တကားပွင့်သွားတယ်ကျွန်တော်ကခုမှနိုးလျန်ဆောင်ပြီးအားရပါးရတန်းပြလိုက်တယ်အကောင်ခွန်အရာရှိတယောက်အခန်းထဲဝင်လာတယ်လူလုံးလူဖန်ကခက်တတူမျက်နှာကနေရည်သူကြည့်ရတာကပေါ့ပေါ့တန်တန်နေတက်တဲ့သဘောရှိရဲ့အဲ့လူကတော့လုံးဝတတုံတတမရှိရဲ့နေရာတစ်ခုပါဗျာမင်းဒီနေစမလာပြီးဘာလာလုပ်နေရလဲသူကမေးပြီးတော့ကျွန်တော်ဂျောဘေးကိုဖွင့်ကြည့် ဘာလဲကွာမင်းကတိတ်စိတ်ကိုထွက်လာဘူးကျိုးစားနေရလားမှောက်ခိုးပစ္စည်းချမလို့လားဘောင်မီဟောင်းရှက်အင်းကြီးဟောင်းတွေကိုမှောက်ခိုးရဲလို့ခမညာကြောက်ဦးသလားအေးပါအဲ့ဒါကိုခောက်ထားခြင်းခောက်ထားလိုက်ပေါ့ရပါတယ်ဒါပေမဲ့ဒီနေဆက်မှာညစီမင်းကြီးဘာလာလုံနေရလဲသူကဂျောဝဲကိုပြီးမှထားလိုက်ပြီးမေးတယ်ရုပ်တရက်ကျွန်တော်ကမှရှိနေတဲ့ငွေကိုသတိရလိုက်တယ်တကယ်လို့အဲ့ဒီငွေကိုတော့သူတွေ့သွားရင် ကျွန်တော်ဘွားတော့ပြတ်တော်မှသေးကြတယ်ကျွန်တော်ကမှတော့မရှာဝစီနဲ့လို့စိတ်ထဲကကြည်ပြီးဆူတောင်းနေမိရင်ကျွန်တော်ကရိုင်းမီရဲ့ညာဘက်ရှူခင်းကိုရသခံပြီးကြည့်ချင်လို့လာတာပါကျွန်တော်ကပြုံးပြီးပြောတယ်ကျွန်တော်ဟာကဘာလက်ခီးတဲ့တယောက်ပါကျွန်တော်ကတိတ်ကိုစိတ်ကူးရင်တည်းမင်းမေကလာတယ်ကျွန်တော်ကမြို့နယ်ဟိုတယ်နာမည်ကို ပြုတ်ပြတယ်ကျွန်တော်ဒီနေ့မနေ့ဟိုတယ်ကိုပြန်မလို့စိတ်ကူးထားတာ ကျွန်တော်ပစ္စည်းတွေကဟိုတယ်မှာထားခဲ့တာအခန်းကိုလေတစ်ဖက်စာကြိုပေးထားတယ်။မှောင်ခိုသမားတယောက်ဆိုရင်ဒီလိုလုပ်မလား။စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။အေးလေမင်းပြောတော့မှန်မှန်တော့စစ်စစ်ကြည့်အောင်မှာပေါ့။သူကပြန်ပြောတယ်။နောက်တနေ့အတွင်းမှာငါမင်းကိုလာခေါ်မင်း။ပြီးတော့ဟိုတယ်ကိုသွားမင်း။ဟိုတယ်ရောက်တော့မင်းတွေကိုစစ်စစ်ကြည့်မင်း။ကျွန်တော်တို့ထွက်လာကြတဲ့အခါမှာလူဝါကြီးတယောက်ကသူ့စပိန်ကိုတို့မီအကောက်အရာရှိပြီးကလိုက်လာတယ် ူကြည့်ရတာစစ်ပလက်ရဲ့ခွေးတကောင်နဲ့တော်တူတယ်သတိကြည့်ဖို့မေနောက်ဆုံးမှာကျွန်တော်တို့ဟိုတယ်ကိုရောက်သွားကြတယ်ဟောဟိုမသူပြန်ရောက်လာပြီအော်ပြောလိုက်တဲ့အတန်းဟာဟိုတယ်ပရင်မော့တပေါက်ကထွက်လာတယ်အဲဒီနောက်တော့ဟိုတယ်ပန်ရှင်မင်းမကြီးဥရောဖားရနဲ့ပြီးထွက်လာတယ်ငါတို့ကမင်းတစ်ခုခုဖြစ်ပြီးလို့တွတ်ထားတာအမလီတော်ပါသေးရဲ့တညလုံးမင်းပဲသွားနေလေ ကျွန်တော်အခန်းထဲမှာမေ့ဖို့ဆိုတော့တိလိုက်တော့မိမကြီးကကျွန်တော်အသက်ခံရပြီလို့တွေးတယ်။လောလောဆယ်ဒီနေထဲမှာကလေဓမြတွေတောင်းကျက်နေရောလေသူထင်တော့တာပဲ။ဒါနဲ့ပလိတ်ကိုသွားတိုင်နေ။အခုသူ့နားလိုက်လာတာပလိတ်ပဲ။ဒီပလိတ်ကလေသတိတော်တော်ကြည်ပုံရတယ်။ကျွန်တော်မျက်စိလေသွားတာ။ခရစ်ဒီပဲပြန်ပြစ်လိုက်တယ်။ညကတော့တကယ်ကိုချစ်စရာကောင်းနေညတညပဲ။ตายလိုက်တာအလုံးမေ။ ခုလိုတက်ကြီးမှအပြင်ဘက်လာပြင်ကွင်းနဲ့အေးရတာပထမဆုံးအခြေမူလားမသိဘူးတိတ်ကိုရလာရှိရင်ကျွန်တော်တို့ကစိတ်ပူနေအောင်လုပ်လိုက်သလိုဖြစ်သွားတဲ့အတွက်ကျွန်တော်စိတ်မကောင်းပါဘူးကျွန်တော်ကိုခွင့်လွတ်ပါကံကမကောင်းကျွန်တော်ကျွန်တော်ကနေစင်တာရောက်သွားပြီဟော်ရီကအောက်ခွန်ရရှိကိုကျွန်တော်ဒီခုတည်းမှာတေးရမင်္ဂန်ကြောင်ပြော့ပြပြီမိမကြီးကကျွန်တော်ဘက်ကထောက်ခံပြီးပြော်ရီအောက်ခွန်ရရှိကချစ်ချင်းမေးကြီးနေသွားပြီမေးပလိကြီးရဲ့နေရက်ကထောင်းလာတယ် မရကနေစမှာရောက်သွားတာကိုခမရမလိုရဲ့ဒီစရစရန်းနေပရလာနေပါဦးခမရကဘာသူလဲတခဏတော့အသက်ရှူရသားတလို့ဖြစ်တယ်ကျွန်တော်စိုးရိမ်နေရတာအိတ်ကက်ထဲမှာထည့်ထားတဲ့ဟဲလင်းငွေတွေပဲဒီငွေတွေကိုတော့တွေ့သွားလို့ကတော့မလွေဘူးဆွစ်ဇာလန်နိုင်ငံတွေကိုငွေခိုးသွင်းတာအလို့တန်းတရားဝင်ပြီးချက်ချင်းဖက်မှာသိကြတယ်ဖမ်းပြီးရင်မိကိုမစုံမိုးမစုံဖြစ်တော့မှာကျွန်တော်ကနမေပြပြပြီးမိနိုင်ငံကူးလက်မှတ်ကိုတော့ထုတ်မပြဘူး မြားဟာကျွန်တော်တို့လိုးနေတယ်တပြားတယောက်မဟုတ်ဘူးလို့ကျွန်တော်ဘလို့လုပ်ပြီးသိနိုင်ပါလေပလိတ်ကမချက်ချာတယ်ကျွန်တော်ကရေတော့ဒါရေစရာမဟုတ်ဘူးပလိတ်ကအောက်တူတူမြင်နေတာနေဒေါသကြီးပြောတယ်ပြီးတော့ကျွန်တော်အိနေတတော်ကိုမှုရော့တာပဲကျွန်တော်ကတော့သူတို့လောက်ကင်နေသမျှကိုရေစရာကောင်းတဲ့ပွဲတစ်ခုရှိနေအနေမျိုးဟန်ဆောင်ဟာတယ်ဒါပေမဲ့အိတ်ကက်ထဲကငွေတွေကိုတွေ့သွားရင်မချောင်မှုဆိုတဲ့အတွေ့အကြုံရင်းကမေးဘူး တွေ့သွားလို့သူတို့မေးလာခဲ့ရင် ကျွန်တော်ဘယ်လိုဖြေမလဲနေဆက်တီတာမှာပစ္စည်းတစ်ခုခုအထူးဆန်းတွေ့ရင်ဝယ်မယ်ဆိုရင်စစ်ကူးနေထည့်လာတာပါလို့ဖြေမယ်ပလေဟာကျွန်တော်လက်ဆက်တစ်တောင်းဘေးအထေကစာတစောင်းတွေ့သွားတယ်ကျွန်တော်အတော့ကိုအဟန်းတင်သွားတယ်ကျွန်တော်အိတ်ဒီထဲမှာအဲ့လိုစာမျိုးမရှိခဲ့ဘူးဒီစာဘေးကစာလေးကျွန်တော်မမှတ်မိဘူးဒီလက်ဆက်တစ်တာကတော့အော့စနာဘရက်ကယူလာတဲ့တစ်တာပဲဒီထဲကိုကျွန်တော်ပိုင်း တိုလီမိုလီပစ္စည်းအဟောင်းလေးတွေထည့်ထားတယ်။ဒီကိုကားဝတ်တင်တာကတော့ဟဲလင်။ပလိကစာကိုဖြင့်ပြီးဖတ်နေ။ကျွန်တော်ကသူ့မျက်နှာမျက်နှာကဲကိုအခဲခတ်နေ။ဒီစာကဘာစာလဲ။ဘာတွေရေးထားလဲ။ကျွန်တော်စဉ်းစားလို့မရဘူး။ဘာပဲဖြစ်ဖြစ်ပေါ့လေ။ဒီစာတွေမှာပြဿနာဖြစ်စရာဘာမှမပါပါစေနဲ့လို့စူတောင်းရောက်လာလွယ်ပြီးတခြားဘာမှမတတ်နိုင်တော့ဘူး။စာကိုဖတ်နေရပလိကကျွန်တော်ကိုမော့ကြည့်ပြီးခမည်းနာမည်က Joseph Chavez မဟုတ်လား ျွန်တော်ကကောင်းချင်းပြတော့ဘာဖြစ်လို့ဆိုဆိုကမပြောရလဲကျွန်တော်ပြောခဲ့ပါတယ်ဗျာအဖြစ်ပြီးသူ့လက်ထဲကစာရိတ်ထိတ်စီးစာရန်ကိုဖတ်နိုင်မှုအားထုတ်တယ်ဒါပေမဲ့မရဘူးအကောက်ရာရှိကပြောတယ်ဟုတ်တယ်သူပြောတယ်ဒါဆိုရင်ဒီစာကခမရအတွက်ပဲပေါ့ဟုတ်လားကျွန်တော်ကစာကိုလှမ်းယူလိုက်တယ်ဘလိကချက်ချင်းမပြီးသေးဘူးခဏနေမှလှမ်းပြီးကျွန်တော်စာကိုဖတ်ကြည့်လိုက်တော့ အမျိုးသားဆိုရှယ်လစ်ပါတီဌာနချုပ်အော့စနာဘရက်ဆိုတဲ့ခေါင်းစည်းနဲ့စာအော့စနာဘရက်မျိုးပါတီဌာနမှာလှုပ်ဝဲကိစ္စတခုဖြင့်ဈေးလွှတ်လိုက်တော့ပါတီဝင်ဂျိုးဆက်ချက်ဆွေအားလူဝဲသောအကူအညီများပေးရင်မြစ်တာရက်ခံသည်ရဲ့လက်မှတ်ထိုးထားတာကတော့ဂျော့ဂျာဂေးတဲ့ဒါပေမဲ့လက်ရည်ကဟဲလင်းလက်ရည်ကျွန်တော်ကစာအုပ်ပြန်ပြီးတော့ပလိတ်ကခမည်းကမစ္စတာဂျိုးဆက် ချက်ဝစ်ပဲမဟုတ်လား လေတန်းကစောစောကလည်းမဟုတ်တော့ပြီးတလေးတစားရှိရဲ့အတန်းပါလာတယ်။ကျွန်တော်ကနိုင်ငံကုလက်မဆောက်ကိုထုတ်ပြီးရေးထားတဲ့နာမည်နဲ့လက်ညှိုးကို ထောက်ပြလိုက်တယ်။ကိစ္စကအစိုးရရဲ့လိုဝဲကိစ္စတစ်ခုရင်။အဲ့ဒါပဲလား။ဟုတ်တယ်။အဲ့ဒါပြောပြောဆိုဆိုပြီးကျွန်တော်ကစောက်ကိုခောက်ပြီးအိတ်ကက်ထည့်ထည့်လိုက်တယ်။ခမားကြည့်နေပြီလား။အင်းမော်လီကျွန်တော်နားလေပြီ။ဘလိတ်ကပြောတယ်။နေဆက်ချင်းတွေကိုလာပြီး လေးလာတာပဲပေါ့ဟုတ်လားကျွန်တော်ကလက်မြောက်ပြလိုက်တယ်ဒီကိစ္စနဲ့ပတ်သက်လို့ခမရတို့လေးတဲ့နောက်မဟားလိုက်ပါနဲ့လို့ကျွန်တော်မြစ်တာရခိုင်ရတော့မှာပဲဒါကြောင့်လေခမရတို့ကိုကျွန်တော်စွတ်စွတ်ကဖွင့်မပြောတာပေါ့ဒါပေမဲ့ခမရတို့လုပ်ပုံကမပြောရင်မဖြစ်တော့တဲ့အနေထားစိုက်သွားတယ်ခမရရောပါတီဝင်တယောက်ဖြစ်မဟုတ်လားဒါပေါ့ပလိတ်ကပြောတယ်အခုမှပဲကျွန်တော်သူ့ကိုချက်ချက်နနာကြည့်မိတယ်သူ့စပင်တွေကနီးရဲနေရပဲကျွန်တော် သူ့ပခုံးကိုလက်နဲ့လမ်းပုတ်ပြီးကောင်းတာပေါ့ကဲဟောရီမှာလက်ဆောင်တခုကျွန်တော်ကြောင့်ပင်ပန်းသွားတဲ့တော့ဝိုင်းကောင်းကောင်းလေးတော့ရတာပေါ့အီနီယာရင်ချက်ဝစ်ကကျွန်တော်အားလှည့်ကြည့်ပြီးပြုံးသည်လူတွေပေါ့သင်္ကာမကင်းဖြစ်ရတဲ့အလုံမျိုးလုံနေတဲ့လူစားတွေကိုပြန်ပြီးလှည့်ရတာဘလောက်လွယ်ကူသလဲဗျာအံ့ဩစရာမကောင်းဘူးလားအဲဒီတွေ့ကြုံမျိုးကိုခမရရဘူးခဲ့လားကျုံခဲ့ဦးတယ် ပြစာဆရာစတဲ့မရှိဝင်နေကြုံခဲ့ရတာမျိုးတော့မဟုတ်ဘူးကျွန်တော်ကပြန်ပြောသည်ဒီကိစ္စမှာကျွန်တော်ကတော့ခမရမမရဲ့လုပ်ပုံကလေးကိုတိတ်ပြီးချီးမွမ်းခြင်းနဲ့စာကိုလိုအပ်တဲ့အခါအလွယ်တကူသုံးနိုင်အောင်လုပ်ပင်လိုက်ပုံကလေးဟာတကယ်တော်တာပဲဟုတ်တယ်ကျွန်တော်ကိုစာကြောင်းတီးပေးလိုက်ရင်ကျွန်တော်မြည်ဝဲနေမှာဆိုလို့တိတ်စိတ်ထည့်ပေးလိုက်တာပဲတကယ်လို့သူကအသိပေးရင်လေကျွန်တော်ယူချင်ယူမှာလူသိခါရမယူဘဲနေချင်နေမယ် ဒါမှမဟုတ်ဒီစာမျိုးယူရမှာကြောက်လို့မယူဝေးနေချင်နေလိမ့်မယ်ကျွန်တော်ဒီချက်ဝက်ဇလံကို အလုံးစိတ်ဝင်စားအောင်နေသည်သို့တော်လေ အခုလို့သူခဏတစ်ဖြုန်နားချိန်တွင်ပတ်ဝန်းကျင်တွင် အာယုံစိတ်ဝင်စားသည်အင်္ဂလိပ်လူမျိုးတစ်ယောက်နှင့်ဂျာမန်တန်နမန်သည်ကာဝဲချက်မြင့်ပေါ်တွင်ရောက်နေကြသည်ကိုမြင်ပါသည်သူတို့သည်ဖောက်စထရော့အကောက်ကိုကနေကြခြင်း ဖြစ်ဂျာမန်ထဲအင်္ဂလိပ်ကတာလွန်နေသည်ကိုသတိထားမိပါသည် ဂျာမန်ကနေဝန်သည် သူ့တယောက်တည်းအတွက် နေရာချေရှိရှိပါမှဖြစ်မိနေတာဖြစ်သည်သူသည်သူ့အတွက်နေရာချေချေရအောင်လူများစား၌အတင်းတို့ဝေပြီးကောက်နေသည်လင်းတဝါမှောင်တဝက်ခန်းထဲတွင်ကဝတ်ချမ်းမြည်သည်ကျွန်တော်မျက်စီရ၌စစ်တူရင်ခုံနေတူနေသည်စစ်တူရင်ခုံပေါ်၌ဘရင်နှမဖြစ်သောဂျာမန်နှင့်အင်္ဂလိပ်တို့သည်မကြခဏထိတ်တရင်ဆိုင်တူမိကြ၏တိုးတော်လေအင်္ဂလိပ်ကလေမာပေါင်းနဲ့စာပြေတင်းချောင်သွားလိမ့်ရှိ၏ ကာဝဲတွင်မှာဂျာမန်နှင့်အင်္ဂလိပ်တို့၏ကောက်ွက်နှင့်အရှောင်တိမ်မြောက်ကိုစိတ်ဝင်စားနေရမှာကျွန်တော်အယောင်သည်ချက်ဝစ်ဘတ်သို့ပြန်ရောက်သွားသည်သူအောင်လှည့်ကြည့်ပြီကဲခမရဇလန်ကိုဆက်ပါအဲ့ဒါလိုဖြစ်လာပြီးရဲ့နောက်မှာခမရပါဆက်လုပ်လေကျွန်တော်အခန်းကိုသွားတယ်ကျွန်တော်အတော်ကြီးပြင်ပန်းနေရတဲ့နားကျင်နေပြီးတော့အခုကြုံလာတဲ့ကိစ္စနဲ့ရှေ့ရီလေးပြန်စဉ်းစားနေဟဲလင်ကကျွန်တော်ကိုကြက်လိုက်တာဟာစက်သဘောနဲ့တွေ့ရင် အမျော်လင့်မဲ့ပေါ်လာတဲ့လှဲ့ကွက်ကလေးနဲ့တူနေမျော်လင့်ချက်ကင်းခဲ့ပြီးဒုက္ခနဲ့ရင်ဆိုင်ရတော့မလို့ဖြစ်ပြီးမှဘုံကနေပျော်ရွှင်မှုနဲ့အဆုံးသတ်ရတဲ့ပုံပဲဒါပေမဲ့အချင်းတွေကို ကြည့်လိုက်ရင်အဖြေကရှင်းနေဟိုပလိတ်ကိုစင်ချင်နိုင်မှုစဉ်းစားတွေးတော့နိုင်မှုအချိန်မများပြီလို့မဖြစ်ဘူးကိုလုံးဆရာရှိရာမမြတ်လုံးမှဖြစ်မှာပဲကိုဘက်ကခံစားတယ်လို့ဖြစ်နေတော့ကိုကံပေါ်ကိုယုံကြည်စိတ်ချပြီးလုံမဖြစ်မယ်လို့လေဆုံးဖြတ်လိုက်တယ် ကျွန်တော်ယထာချင်းစရင်ကိုစုံစမ်းကြည့်ရင်တနအီတွင်းမှာဆူဆလန်ကိုထွက်မေအမြန်ယထာတစီရှိရဲ့လို့သိရတယ်။ကျွန်တော်ချစ်ချင်းမေဟိုတယ်ပိုင်ရှင်ဖွားချင်းနဲ့တွေ့ပြီးကျွန်တော်ဇူရီကိုတည့်ရသွားဖို့ရှိကြောင်းအိတ်တလုံးမဲ့ယူသွားပြီးကျန်တဲ့အိတ်တွေကိုအခန်းထဲမှာထားခဲ့မှာဖြစ်ကြောင်းကျွန်တော်ပြန်ရောက်ချိန်ထိထိမ့်သိမ့်ပေးထားစီလို့ကြောင်းပြုတ်ပြရည်။အိမ်နောက်တော့ဘူတာကိုထွက်လာခဲ့အဲ့ဒလိုလိုမျိုးကိုခမရောလောက်ခဲ့ဘူးလားခမရအနေနဲ့နှစ်ပေါင်းများစွာ သတိအကြီးကျယ်ထားနေရကနေဘုံကနေသတိလက်လုံးမျိုးပေါ့အဲကျွန်တော်လည်းလုတ်ခဲ့ဘူးပါလေကျွန်တော်က ပြန်ပြောသည်ဒါပေမဲ့တခါတလေမှအဲ့ဒီတော့ကင်းကလွဲတဲ့တယ်ခင်ဗျားကကင်ကောင်းနေရလို့ထင်နေပေမဲ့တကယ်လက်တွေ့ကြတော့လွဲနေတယ်လေဟုတ်တယ်ချက်ဝစ်ကပြောသည်ဒါပေမဲ့တခါတလေကြာရင် လူဟာကိုသုံးနေချာနီဟောင်းနေပေါ်မှာယုံကြည်မှုကင်းမဲ့သွားတယ်တယ်အဲဒီခါမျိုးမှာနီးသက်ကို လက်တွေစမ်းသပ်ကြည့်ခြင်းစိတ်ရှိလာတယ်။ကျွန်တော်အဖြစ်ကိုကြည့်။ဟယ်လင်ကသူနဲ့တူတူယထားစီပြီးနေဆက်ကိုဖျက်ရှင်တယ်။တကယ်လို့သူလှုပ်ပေးလိုက်တဲ့ဟာလေးကကျွန်တော်ကိုမကယ်ဘူးဆိုရင်ကျွန်တော်သူ့အစီအစဉ်ကိုလှုပ်ရဲခြင်းမလှုပ်ရဲမယ်။ဒါပေမဲ့အခုတော့သူ့ညီတိုင်းလိုက်လို့ရေးပူကောင်းမှာပဲဆိုတဲ့တွေးကဝင်လာတယ်။ဟုတ်လား။လောလောလောခဲ့လား။ချက်ဝစ်ကခေါင်းညင်သည်။ကျွန်တော်ပထမတန်းလက်မှတ်တစ်စောင်ဝေးလိုက်တယ်။ ်မိယထာစတဲ့ချိန်ဒီကျွန်တော်ကိုမှရှိနေငွေကြောင်းမထွေးမိသေးဘူးယထာစတဲ့တော့မှစဉ်းစားမိတွဲထဲမှာဝတ်ဖို့ကတော့လုံးဝမဖြစ်ဘူးတွဲထဲမှာကျွန်တော်တယောက်တည်းမဟုတ်ဘူးခီးသွားဖို့တယောက်ပါလာတယ်အမျိုးသားတယောက်ပဲမျက်နှာက ဖြူဖက်ဖြူနေတော့ကတခုခု ရှိနေတယ်လို့ပဲကျွန်တော်အင်တာကန်နေစီသွားတယ်နှခမ်းစလုံးမအားဘူးဒီအချိန်မှာမိယထာကနေကြဘူးတော့ကိုရောက်သွားပြီကျွန်တော်စိတ်ကကျွန်တော်ကိုစားတော့ခံတွေ့ရသွားဖို့ နှုတ်စော်နေကျွန်တော်စပွဲတလုံးမှာဝင်ထမ်းပြီးဈေးကြီးဆုံးဝိုင်းဒပလင်းကိုမှားတယ်အစားတော့စားရင်ကပ်ပြပေးကိုတောင်းလိုက်တယ်ပစ္စည်းကြီးပါသေးလားစပွဲတို့ကမီးပါတယ်နောက်တွဲမှာဒါဆိုရင်အကောက်ဌာနကစစ်စစ်တာကိုအရင်ဆုံးသွားလွှတ်လိုက်ပါလားခမားစပွဲကိုဘယ်သူမှမထိုင်အောင်ကျွန်တော်ပြောထားပြီးမေးဟာအဲ့ဒီသွားရင်အချိန်သိကြမှာစားစရာတခုခုသာအရင်ဆုံးယူခဲ့ပါ ကျွန်တော်တိတ်ဆာနေပြီငွေကိုကြိုးပေးထားမယ်ဒါဆိုရင်ကျွန်တော်ပြန်မလာပဲမနေဘူးဆိုတော့ခမရဘက်ကစိတ်ချရပေါ့ကျွန်တော်ကအမှုတန်းအနေနဲ့စားတော့ကန်းထီလာမှာမဟုတ်ဘူးလို့မျှော်လင့်ထားတာဒါပေမဲ့ဒီနေရာကတော့ကန်ကမလိုက်ဘူးစပွဲတို့ကဝိုင်းဒပလင်းနဲ့ဟင်းချိုရီပကံလာချမှာယူနီဖောင်းဝေးနှစ်ယောက်ဝင်လာတာလှမ်းမြင်ရတယ်ကျွန်တော်ကကျွန်တော်ငွေစက်ကူတွေကိုစပွဲခဲအောင်မှာအသားအရထုတ်တထားလိုက်တယ် ပြီးတော့ဟဲလင်းစာကို နိုင်ငံကူးလက်မှတ်စာအုပ်ထဲညှက်ဟားလိုက်တယ်။နိုင်ငံကူးလက်မှတ်ပြပါလူတယောက်ကလေးသမားမနဲ့ပြောတယ်ကျွန်တော်ကလမ်းပြလိုက်တော့သူကစီးယူလိုက်ပြီးပစ္စည်းမပါဘူးလားလက်ဆွဲသက်တော်တလုံးပါတယ်ကျွန်တော်ကပြောတယ်ပထမရန်တွေညဘတကခမ ्या ကိုရိုင်းလိုက်ခဲ့ဘူးလိုလိမ့်မယ်နောက်တူကဝင်ပြောတယ်ကျွန်တော်ထိုင်းနေရာကထားရလိုက်ပြီးကျွန်တော်စွဲကိုကြည့်ထားလိုက်ပါ ။စပွဲတို့ကိုလှမ်းမလိုက်သည်။စိတ်ချပါခမညာကျွန်တော်ကြည့်ပေးထားပါမယ်။လူကြီးမင်းကဝေကြိုပေးထားတာမဟုတ်လား။အကောက်ရာရှိကကျွန်တော်ကိုကြည့်ရင်ခမညာကဝေကြိုပေးထားတယ်ဟုတ်လား။ဟုတ်လားကြိုပေးထားတယ်။ဘာဖြစ်လို့လဲ။တော်တော်ကြာမပေးနိုင်ခက်တော့မှစူးလို့ကြိုပေးထားတာ။နေဆက်ကြော်ရင်ဆွတ်ဆွေပေးရတော့မှာ။ကျွန်တော်မကမမြဆဆောင်ပါတာမဟုတ်ဘူး။အကောက်ရာရှိကရေးတယ်။ စိတ်ကူးကပဲဆိုလို့လေဒီစိတ်ကူးကိုလူရမ်းရတာမဟုတ်ဘူးကေခမ ्या ကရှိကသွားနေကျွန်တော်တခြားခီးတယ်တွေကိုစစ်ရေးနောက်ကနေလိုက်လာခဲ့မင်းကျွန်တော်နိုင်ငံကူးလည်းမကောစိတ်မပူကနေကျွန်တော်တို့လိုက်လာမှာကျွန်တော်တွေကိုကျွန်တော်ပြန်လာခဲ့ကျွန်တော်ရေခီးသောဘော့ကတော့ထိုင်းနေတယ်သူမျက်နှာကတော့စောစောခတ်ထက်တော့ကကြီးရဲ့ရေးလက္ခဏာတွေဖော်ပြနေသူ့လက်ကင်ပေါ်နေချွေးတဆူဆူဖြစ်နေတဲ့မျက်နှာကိုတုတ်လိုက်လက်တွေကိုတုတ်လိုက်နေကနာမမြင်ဘူး ကျွန်တော်ဘူရာကိုလှမ်းကြည့်နေရအောင်ယထာပရင်းကိုဖွင့်လိုက်တယ်တကယ်လို့ဖန်လာစီလာလို့ရင်အောက်ကိုခုံချလို့ဖြစ်မလားလွမြောက်ဖို့ဆိုတာကတော့လုံးဝမဖြစ်နိုင်ဘူးဒါပေမဲ့ပတင်းပေါက်ဖွင့်ထားတော့စိတ်သေးကပြေးပေါက်ရှိသေးတယ်ဆိုတဲ့အတွင်းနေတတ်တာရရနေအကောက်အရာရှိတယောက်တကားဝမလာရတယ်ဘယ်မှလဲခမပြစ်စီကျွန်တော်လက်ဆက်တက်တာကိုယူပြီးဖွင့်ပြလိုက်တယ်သူကတက်တာတွေကိုငုံကြည့် ကျွန်တော်တက်တာကိုစစ်ပြီးတော့ကျွန်တော်ခီးသောပေါ်အိတ်ကိုစစ်တယ်။ခဏနေတော့အားလုံးပြီးသွားပြီလို့ပြောတယ်။ကျွန်တော်နိုင်ငံကိုလည်းမရောလို့မေးတော့သူက ကျွန်တော်မိတ်ဆက်စီမှာလို့ဖြေတယ်။မကြခင်မှာပဲသူ့လူရောက်လာတယ်။ကျွန်တော်ရဲ့နိုင်ငံကိုလက်မှတ်ကိုယူသွားတဲ့လူကအရာရှိမဟုတ်ဘူး။ယူနီဖောင်းဝေးပါတီဝင်တယောက်ပဲဗျ။မျက်မှန်နဲ့ဘုဖနဲ့နဲ့